လုံးမဲမင်္ဂလာပါ The Red United ရဲ့ Facebook နဲ့ YouTube Channel နဲ့ကြိုဆိုပါရစေကျွန်တော်ကိုထိုက်ပါဒီကနေ့မှာတော့ဝမ်းသာတရားသတင်းဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ United ကပြီးခဲ့တဲ့ ဒီတလကျော်လောက်တရားနေမျိုးမှာဒီကစားသမားနဲ့ပတ်သက်ပြီးထဲထဲဝင်ဝင်ကိုဒီကစားသမားရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ထဲထဲဝင်ဝင်ကိုပါဝင်ပတ်သက်နေတဲ့ကစားသမားတူဦးဖြစ်တဲ့ဒီဦးပါဟန်တန်ရဲ့တိုက်စစ်ကစားသမားတူဦးဖြစ်တဲ့မာတီယကွန်ညာနဲ့အပြောင်းအရွှေ့ပဲဖြစ်ပါတယ်ဆိုတော့မာတီယကွန်ညာဟာအခုလက်ရှိဆိုရင်တော့ကျွန်တော်တို့ United နဲ့ Here we go ဖြစ်သွားခဲ့ပါပြီဆိုတော့ဒီ report ဟာကျွန်တော်တို့အဲဒီဘောလုံးလောကမှာနံပါတ်ကြီးတဲ့တောင်တူဦးဖြစ်တဲ့ Fabrizio Romano ရဲ့လောက်ထားတဲ့ report တစ်ခုကနေပြီးကျွန်တော်ပြန်ပြီးတော့ ဖော်ပြခြင်းပဲဖြစ်ပါတယ်ဆိုတော့ဒီကစားသမားဟာကျွန်တော် United နဲ့ AW ကိုခဲ့ပါပြီဆိုတော့ဒီကစားသမားဟာကျွန်တော်တို့ United ကိုနှုတ်အားဖြင့်နဲ့သဘောတူညီခဲ့အားတော့ပြီးခဲ့တဲ့ Europa League မတိုင်ခင်တပတ်လောက်မှာနေရပါတော့ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးနှုတ်အားဖြင့်သဘောတူညီရခဲ့ပြီးဆိုပြီးတော့ကျွန်တော်တို့တည်င်းနေအဲရတိရပါတယ်ဒါပေမဲ့ အခုဟာတော့ဒီကလပ်အသင်းနဲ့လည်းပတ်သက်ပြီးတော့အပြောင်းရွှေ့ဒီတွေနဲ့ပတ်သက်ပြီးတော့အကုန်လုံးကိုစစအေးကနှုတ်အားဖြင့်နဲ့ဖော်တိုညီမှုရရှိခဲ့ရပဲဖြစ်ပါတယ်ဆိုလို့ရှိရင်ဒီကျန်တဲ့အပိုင်းရတော့ဒီဒီဘယ်လိုမလဲကျန်နေတဲ့ဘုံတော့ကွန်ထရက်သဘောတရားကျန်နေတဲ့ကွန်ထရက်သဘောတရားအရာကွန်ထရက်နဲ့ပတ်သက်ပြီးတော့ဒီဘယ်လိုမလဲအပိသက်လုံဆောင်မှုပဲကျန်တော့တာဘုံတော့ဒီကလပ်အသင်းတစ်ခုကြမှာကွန်ထရက်ကိုအပိသက်လုံဆောင်မှုကိစ္စကိုပဲကျန်တော့တာဖြစ်ပါတယ်ဆိုတော့ လာမယ့်မကြာမီအချိန်မှာကစားသမားဟာယူနိုက်တက်စီကိုတရားဝင်ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ Okay ပါဒါကတော့ကျွန်တော်တော်လေးကိုဝမ်းသာကြအောင်နဲ့တင်ပြမယ်ဖြစ်ပါရဲ့ဆိုတော့ဒီကစားသမားလည်းနဲ့ပတ်သက်ပြီးရင်ကျွန်တော်တို့ဟာဟိုဘယ်လိုပြောမလဲ United Club ကလည်းလိုချင်တဲ့ကစားသမားဖြစ်တယ်ဆိုတော့ပြည်သက်တွေအားဖြင့်လည်းဘယ်ဖြစ်ဖြစ်ဒီကစားသမားနဲ့ပတ်သက်ပြီးလိုချင်ကြရတယ်ဘာလို့လဲဆိုတော့အမိုရင်းလည်းသဘောကျတဲ့ကစားသမားပဲဖြစ်ပါတယ်။ပြီးရင်ဒီကစားသမားကိုကျွန်တော်တို့သဘောကျတဲ့အချက်ကကျွန်တော်တို့ Euro ဒီ United အနေနဲ့ပေါ့နော်။အားမရသည်မှာဒီ Champions League ဝင်ဝင်လည်းမရဘူးပေါ့နော်။ပြီးရင်ဒီ ဘာဥရောပဝင်ဝင်မှာမရသည့်တိုင်အောင် United အတွက်ကိုဒီကစားသမားဟာကစားပေးခြင်းနဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်ကိုကျွန်တော်တို့ကပို့ပြီးတော့သဘောကျပါတယ်ဘာလို့လဲဆိုရင် United ကစားသမားတယောက်ဖြစ်လာပြီဆိုလို့ရှိရင် United အတွက်ကိုပဲဘယ်လိုပြောကစားသကစားခြင်းနဲ့စိတ်မျိုးရှိရမှာပေါ့နော်ဒါမှလည်းကျွန်တော်တို့ United မှာဟိုဘယ်လိုပြောမလဲဒီအသင်းအတွက်ဘာပေါ်မှန်ကောင်းကောင်းနဲ့ဒီစိတ်ရောကိုပါကစားပေးတဲ့အဲလိုဘယ်လိုပြောမလဲပုံစံမျိုးကိုကျွန်တော်ကမြင်ရမှာဖြစ်ပါတယ်ဆိုတော့ဒီကစားသမားဟာ ခုလက်ရှိကတော့ United SEO ကျွန်တော်တို့ပြောင်းရွှေ့လာပါတော့မယ်။ Okay ပါဆိုတော့ကျွန်တော်တို့ဒီကစားသမားကိုကျွန်တော်တို့ Man United အသင်းအနေနဲ့ဒီဒီ Uber ဟာနဲ့အသင်းပေါ့နော်ပြောင်းရွှေ့ခြင်းအနေနဲ့ကတော့ပေါင်60နှစ်တက်သမား5တန်းပဲဖြစ်ပါတယ်ဆိုတော့ဒီပေါင်60နှစ်60နှစ်တက်သမား5တန်းကိုလည်းကျွန်တော်တို့ဟာ instrument အရေးကြအနေနဲ့ကျွန်တော်တို့ပေးချေတော့မှာဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးတော်တော်လေးကောင်းမွန်တဲ့အချက်ပါပဲဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ဟာဒီရာဒီမှာအစစအရာဝင်ငွေဆုံးရှုံးနေတဲ့အသင်းတစ်သင်းအနေနဲ့ ဒီကစားသမားတယောက်ကိုဝယ်မယ်ဆိုလို့ရှိရင်အဲ့လိုလုံးကနေအကုန်လုံးပေးလိုက်ရတဲ့ဆာလို့ရှိရင်ကျွန်တော်တို့က instrument နဲ့ပေးရအောင်မတစ်နှစ်ကိုဘယ်လောက်ဘယ်နဲ့တန်းပေးရှေ့ရမယ်လို့ဆိုပြီးတော့သွားတာဟာပို့ပြီးတော့ကောင်းမှမှာလေကျွန်တော်တို့ရဲ့ဒီဒီဘယ်လိုပြောမလဲဒီ United ရဲ့အသုံးစိတ်ဆင်းမှာလေကျွန်တော်တို့ကတစ်နှစ်ဝင်ငွေတစ်နှစ်ထွက်ငွေဆိုပြီးတော့အဲ့လိုမျိုးပြရတာဆိုတော့တစ်နှစ်မှာကျွန်တော်တို့ကဘယ်လောက်ပဲပေးရတယ်ဆိုတော့အဲ့ဟာတော်တော်လေးကိုအဆင်ပြေရဲ့အကြောင်းအရာတစ်ခုလည်းဖြစ်ပါတယ် ဟုတ်ဒီ60နှစ်တက်မ5တန်းဆိုတော့ပြီးခဲ့တဲ့အရင်နေ့ကနေပြီးတော့ကျွန်တော်တင်းထွက်ထားပြီးသားအမောင်ပဲဖြစ်ပါတယ်ဆိုတော့ဒါလည်းကတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့ကျွန်တော် heavy ကိုတဲ့အကြောင်းကိုအဲ Fabrizio Romano ရဲ့ report အရာကျွန်တော်ပြန်လည်းမျှဝေခြင်းဖြစ်ပါတယ်โอเคဆိုတော့ဒီကစားသမားကကျွန်တော်ဘာကြောင့် United အတွက်ပြင်မဖြစ်ခဲ့တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြီးခဲ့တဲ့ဒီကစားသမားရဲ့ဒီ၃နှစ်တာကာလကိုကျွန်တော်နည်းနည်းတော့မြေလှန်ကြည့်အောင်ပါเนาะဆိုတော့ဒီကစားသမားဘာကြီးဆွမ်းဆောင်ခဲ့လဲဆိုတော့ โอเค2020နဲ့2023ရာဒီမှာဒီကစားသမားရဲ့ဆွမ်းဆောင်ချက်ကဆွမ်းဆောင်မှုပေါ့เนาะဆိုတော့သူသူကဒီပြိုင်ပွဲပေါင်း18ပွဲကစားထားပြီးတော့2ဂိုးသွင်းထားပါတယ်ဆိုလို့ရှိရင်ဒါပေမဲ့ assist ကတော့မရှိခဲ့ဘူးပေါ့เนาะဆိုတော့ โอเคဆိုတော့2020 2023ရာသီမှာโอเค2023 2024ရာသီမှာတော့သူက net improve ဖြစ်လာတယ်ပေါ့เนาะဆိုတော့အဲ့ဒီမှာအပွဲပေါင်း32ပွဲအဓိက main player ဖြစ်နေတဲ့သူကစားလာခဲ့ရပြီဆိုရင်12ဂိုးသွင်းတယ်ပြီးရင်9ဂိုးဖန်တီးပါတယ်ဆိုတော့ဒါဟာတော်တော်လေးကောင်းတယ်လို့ပြောလို့ရပါတယ်2020 2023ရာသီမှာသူအတွက်ကောင်းတယ်လို့ပြောလို့ရပါတယ်โอเคဆိုတော့2024 2025ရာသီအခုလက်ရှိရာသီမှာပေါ့เนาะဆိုတော့သူဟာဘယ်လိုပြောရမလဲဒီကစားမှာတစ်ဆင့်ချင်းတစ်ဆင့်ချင်းပေါ့တစ်နှစ်ချင်းတစ်နှစ်ချင်းဆိုရတယ်တစ်နှစ်ချင်းတစ်နှစ်ချင်း ပို့ပို့ပြီးတော့အဲလို improve ဖြစ်လာတယ်လို့မြင်ရတယ်ဗောနော်သူ့ရဲ့ဒီ record တွေ performance တွေအရာဗောနော်ဆိုတော့ဘာလို့လဲဆိုတော့အခု2ရာဒီမှာသူဟာ33ပွဲကစားထားပြီးတော့15ဂိုးသွင်းထားတယ်ပြီးရင်6ဂိုးထိအာ goal assist လုပ်ထားတယ်ဗောနော်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ဟာဒေတာမှာဟာတစ်နှစ်နဲ့တစ်နှစ်ပို့ပို့ပြီးတော့ improve ဖြစ်လာပြီးပို့ပို့ပြီးတော့ကောင်းမွန်လာတယ်လို့ကျွန်တော်တို့ကသုံးသပ်ရမယ်ပေါ့နော်ဆိုပြီးရင်ဒီ performance နဲ့ဒီရလက်တွေကိုကြည့်ချင်းအဖြစ်ကျွန်တော်တို့ United မှာလက်ရှိကစားနေတဲ့ဒီ tight ship ပိုင်းอ่ะပေါ့နော်ဘယ်ကစားသမားထက်မဆို သူဟာကိုပါဝင်ပတ်သက်မှုကပုံများနေတာကိုကျွန်တော်တွေ့ရပါမယ်ဆိုတော့ဒါဟာသူဟာလက်ရှိလဲပရီးမီးယားလိမှာကစားနေရဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်အသင်းကိုပရီးမီးယားလိအနေနဲ့ပြန်လာခဲ့မယ်ဆိုရင်တော့မှပဲလာရောက်ကစားမယ်ဆိုရင်တော့မှပဲဘယ်လိုပြောမလဲမယုံကံရဘူးကျွန်တော်မျှော်လင့်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကစားသမားတွေကိုဝယ်လိုက်ပြီဆိုလို့ရှိရင်ကစားသမားတွေကကျွန်တော်တို့အသင်းရောက်ပြီးသွားပြီဆိုလို့ရှိရင်အဲခြေစွမ်းပိုင်းအရာရောစိတ်တပိုင်းအရာရောအဲ့လိုမျိုးတွေပေါ့နော်အဆက်အသွယ်ရာယုံကန်ရတဲ့အပိုင်းမှာတော်တော်ရှိတယ်ပေါ့နော်ဆိုတော့ဒါလည်းမီဒီယာဖီအားကြီးလည်းရှိရယ်ပြီးရင်အသင်းရဲ့ ဒီ expectation ကလည်းတော်တော်လေးကိုမြင့်တာပေါ့နော်ဒီအသင်းမှာကစားဖို့တော့ဘူးဆိုတော့ရှင် expectation တော်တော်မြင့်တဲ့ကစားမမျိုးတော်တော်လေးကိုအဆင်ပြေမှဒီဘယ်လိုပြောမလဲ United မှာ အောင်မြင်နိုင်တယ်မှာပေါ့နော်ဘာလို့လဲဆိုတော့ United ကိုရောက်လာတဲ့လူတော်တော်များဟာကစားသမားတော်တော်များဟာအကြဘက်ကိုဦးတည်သွားကြတာများတယ်ပေါ့နော်ဆိုတော့ Resma Highland ဆိုလဲ Tony Tu ဆိုပါပဲဆိုတော့ဒီ Atlanta မှာပေါ့နော်တော်တော်လေးကောင်းမွန်ခဲ့ပေမဲ့ အဲရှင်းဆွမ်းအတန်းတော်တင်ပြခဲ့ပေမယ်ဒီနှစ်မှာကျွန်တော်တို့အဲကျွန်တော်တို့ရှီမှာကျွန်တော်တို့ဒီ United မှာဒီနှစ်မှာဆိုတော်ကြီးကိုဆုတ်ပြတ်တတ်တဲ့ရှင်းဆွမ်းကိုပြခဲ့ရပေါ့ကျွန်တော်ဒီနှစ်ရာသီရဲ့ဒီအစိုးရသောဆင်းရရှိမှုမှတ်တမ်းဟာလည်းဘသူနဲ့ပါဝင်ပတ်သက်နေရလဲပါတယ်ပေါ့နော်ဆိုတော့သူ့ရဲ့ goal တွေမရမှုပေါ့နော်သူ့ရဲ့ goal goal creation မရှိမှုပြီးလို့ရှိရင်ဒီအဲဒီ goal funding နိုင်စွမ်းမရှိမှုပေါ့နော်ဆိုတော့ဒါတွေဟာဒါတွေဟာတော်တော်လေးကိုအကျိုးသက်ရောက်မှုရှိပါတယ် United အသင်းအတွက် โอเคပါဆိုတော့ကျွန်တော်မျှော်လင့်ပါတယ်ဒီကစားသမားနဲ့ပတ်သက်ပြီးကျွန်တော် United ကိုရောက်ရှိလာတဲ့အချိန်မှာခြေစွမ်းကောင်းကောင်းပြပြီးတော့ပိုမိုပြီးတော့မှဒီ improve ဖြစ်လာဖို့ကျွန်တော်မျှော်လင့်ပါတယ်ပြီးရင် United ရဲ့ဒီကစားပုံနဲ့အသားကျပြီးတော့မှ United ဆီမှာဆွမ်းဆောင်ကောင်းနေအမှန်ကန်ပြဖို့တော့ကျွန်တော်မျှော်လင့်ပါတယ်โอเคပါ ဆိုတော့ဒါကတော့ဒီ United နဲ့ဒီ United စီကိုမရောက်ခင်ပေါ့နော်သူ့ရဲ့ performance ကိုကျွန်တော်ပြပခင်ရှိပါတယ်ဆိုတော့ဒီဒီမားဒီကစားသမားဟာလက်ရှိအသက်မှာအသက်က25နှစ်ပဲရှိပါသေးတယ်25နှစ်ဆိုတာကစားသမားတယောက်အတွက်တော်တော်လေးကိုဟောဘယ်လိုပြောမလဲကောင်းတဲ့အသက်အရွယ်ပေါ့နော်တော်တော်လေးကိုဘယ်လိုပြောမလဲဒီအတွေ့အကြုံပိုင်းအရာရောတော်တော်လေးကိုကောင်းနေခဲ့ပြီဆိုတော့လက်ရှိမှာဘုံမော်ဘီတိုးတက်ဖို့ပဲအဲကျန်တော့တာပေါ့နော်ဒီအဲ့လိုအသက်အရွယ်အပိုင်းရှားတစ်ခုရောက်လာခဲ့ပြီပေါ့နော် experience အပိုင်းအရာလဲသူကတော်တော် အတန်အသင့်ရှိခဲ့ပြီပေါ့နော်အဲ့လိုမျိုးအသက်အရွယ်ပိုင်းခြားပါဘာလို့လဲဆိုတော့ကျွန်တော်တို့ Bruno Fernandes ဆိုလို့ရှိရင်လည်း United ကိုဆားရောက်ခါကြတော့ကအဲ့ဒီအသက်အရွယ်ပိုင်းခြားပေါ့နော်25နှစ်ပတ်လည်လောက်ပဲအပက်ရှယ်လေးမှာပဲသူကရောက်ခဲ့တာဖြစ်တယ်ပေါ့နော်ဆိုတော့အခုဆိုရင် Bruno Fernandes ဆိုလို့ရှိရင်လည်း United ရဲ့အဓိက key player လည်းဖြစ်လာပြီအဲ့ဒီ captain လည်းဖြစ်တယ်ဆိုတော့ဒီကစားသမားလေးထိုနီတူဆာပဲ United ဒီ Bruno Fernandes လို့ United မှာအားကိုးရတဲ့ကစားသမားတစ်ဦးဖြစ်လာမလားဆိုတော့ကျွန်တော်နောက်ရာသီနောက်ရာသီဒီမှာကျွန်တော်ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပါတယ်ဆိုတော့ ဒါတွေကတော့ကျွန်တော်တို့ဒီလက်ရှိခွန်ညာနဲ့ပတ်သက်ပြီးတော့ heavy ကိုတဲ့အကြောင်းရင်ကုန်စွာနဲ့ကျွန်တော်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ Okay ပါကျွန်တော်ဗီဒီယိုဒီမှာရနားချင်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုကြည့်ရှုပေးခဲ့ကြတဲ့တယောက်ရှင်းစီတိုင်းကိုလည်းကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်။ဆိုတော့ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe မလုပ်အားသေးဘူးဆိုလို့ရှိရင်လည်းလုပ်ပြီးဖို့တော့ကျွန်တော်တောင်းဆိုပါတယ်။ကျွန်တော်နောက်ဗီဒီယိုမှာပြန်လာခဲ့ပါမယ်ခင်ဗျာ။ကျွန်တော်ကိုထိုက်ပါ